ိတ်ကပီတိဖြစ်တာပေါ့တမီးရဲ့စိတ်ကလာအဲ့ချင်းတပြိုင်တည်းကလည်းဝင်းနေဝင်းနေရတာနော်အသက်ရွယ်ကကိုယ်နဲ့မတည့်ပြည့်ဖြစ်ကြတဲ့သူ့ပေါင်းတို့ဇော်ဝမ်းဇော်လင်းထွန်းထွန်းနိုင်သူ့ကျော်ဟိန်းဆိုတော့ကိုယ်နဲ့မတည့်ပြည့်ဖြစ်တဲ့ပညာရှင်တွေကိုတတိယရပါတော့သူတို့လည်းရှိစေချင်တာပေါ့နော်ပြောတာပေါ့ဒါကိုလူပြည်လမားတွေစိတ်ထဲဒါတောင်ဆိုကြော့နေလဲ ဟောသတိရတယ်လို့ခုချင်းဇွန်ဝိုင်းသူ့မော်ကြီးမျိုးရှိရင်ဘလို့ပျော်လိုက်မယ်မသိနော်တကယ်အမှုပြန်လောကမှာတကယ်ကိုဟိုတော်တဲ့လူရောနော်တေဦးဆောင်လည်းတော်တယ်တချင်းဆိုတာလည်းတစ်ဖက်ကန်းကကျွမ်းကျင်တဲ့အမှုပညာရှင်တွေပေါ့နော်ဟွာနှမျောတော့ကွာငါကောင်ကြီးဆုံးသွားရှာတော့နော်ဘလောက်တော်ရဲကောင်တေသွားမယ်တချင်းဆိုတာဝါစားတယ်လူပဲအဲ့လိုခံစားရပါလေနှမျောတယ်တကယ်တော်တဲ့အမှုပညာရှင်တွေပါ နိုင်ငံချင်းလည်းဆိုမဲ့ကိုယ်တည်းတာတယ်လူ။ဒါဆိုရင်ဒီဒီအားနဲ့ဆိုနှစ်နဲ့ရှိပါမယ်။ဒီဒီဖြစ်တာပါသမီးရဲ့စာရောအတွင်းဝင်းတော့ကိုယ်တည်း3နှစ်လောက်ကလေးကတိတ်မလာပါဘူး။ကိုကိုတော့80တော့ကြော်ပြီလေ။ဒါပေမဲ့လောဒီမှာစကားတော့ကြီးသေးပါဘူးဆိုရင်ဒါပေမဲ့ကျတော့ဥက္ကဋ္ဌအကြည့်ဆိုတော့မရဘူးပဲ။ဒီလို80ကျော်နေတဲ့កောင်နေတဲ့ထွန်းတော်ဝင်းလို့နေအောင်လို့ကိုရော့ခန္ဓာမှာလာကြဒီလိုတို့ ရှိမှလည်းအသက်ကြီးတယ်လို့တို့နောက်ပိုင်းနေမရှိကြပါဘူးပေါ့နော်အဲ့ဒါနဲ့သူတို့ကတော့ကတော့ကတည်းကပါတယ်ဆိုတော့အဲ့ဒါနဲ့အဲ့တော့သူတို့လည်းလာပြီးတော့ကတော့ခံရတာစိတ်ကပီတိဖြစ်တာပေါ့တပည့်ရဲ့စိတ်ကလာအဲ့ချင်းတပြိုင်တည်းကလည်းဝင်းနေဝင်းနေရတာနော်ဆိုတော့အသက်ရွယ်ကကိုယ်နဲ့မတိမ်ပြင်းဖြစ်ကြတဲ့သူ့ဘောင်းတို့ဝါရဇောဝမ်းဇောလင်းထွန်းထွန်းတိုင်းသူကျော်ဟင်း ဆိုတော့ကိုနဲ့မတိန်နင်းဖြစ်တဲ့ပညာရှင်တွေကိုသတိရတာပေါ့နော်သူတို့လည်းရှိစေချင်တာပေါ့နော်ပျော်တာပေါ့ဒါကိုလူမြန်မာတွေဟိုတွေ့နေပေါ့နော်စိတ်ထဲဒါတောင်ဆိုကြော့နေနဲ့ဩသတိရတယ်ခုချင်းဇဝိုင်းသူ့မော်ကြီးမျိုးရှိရင်ဘလို့ဘလို့ပျော်လိုက်မယ်မသိနော်တကယ်အမှုမြန်လောကမှာတကယ်ဟိုတော်တဲ့လူပေါ့နော်တေးဥဆောင်လဲတော်တယ်တချင်းဆိုတာလဲတစ်ဖက်ကန်းကတ် အဲ့လိုကျွမ်းကျင်တဲ့အမှုပညာရှင်တွေပေါ့နော်အဲ့လိုလေးနားထောင်ဇော်ဝမ်းဆိုတကြံကြာရင်တော့တကြံမင်းသားကြီးလေအဲတကြံချင်းတွေပဲနားထောင်ရတာကြည်ရတော့ဥတုမောင်ဆိုလို့ရှိရင်ဗမာတန်လေးတွေဆိုတောင်တော်ရွှေပုပ္ပါချင်မိုးကြီးတို့အဲ့တချင်းတွေနားထောင်ရင်မြေရတောင်ကြာကြကြည်ပေါ့ဟွာနှမျောတော့ကွာငါကောင်ကြီးဆုံးသွားရှာတော့နော်ဒီလောက်တော်ရဲကောင်တေသွားမယ်တချင်းဆိုတော့ဝါစားတယ်လို့ အဲ့လိုခံစားရပါလေနှစ်မျိုးဘာဖြစ်ဖြစ်တွုံးလို့လဲ23နှစ်ကမြင်သားလက်တယ်ဆိုရင်လည်းခုဆို85နှစ်ဆိုတော့တက်တန်း90ကျော်သွားပြီပေါ့နော်အဲ့တော့ဟိုစိတ်ထဲကနေပေါ့အောင်းမိပါလေကျော်ကျော်ဟင်းတို့ဇော်ဝမ်းတို့ဟိုဒီဝါသူ့မောင်တို့ဘာလို့ဟိုထုံထုံတို့ဝက်တဲ့ကိုသူကအမှုပညာတွေကပုံပြီးတော့ပြောင်ပြတ်ပါလေတကယ်ကိုတော်တယ်လို့သူကတော့ ကြီးကျူးပါတယ်တကယ်တော်တဲ့အမှုပညာရှင်တွေပါတကယ်ချင်းလို့ဆိုမဲ့ကိုယ့်ရဲ့ตาရဲ့လူကတော့ခံကြည့်ကြရမှာเนาะပြန်ဥတ္တဝန်းတို့ဝင်ငယ်ရဆိုရင်ဥတ္တဝန်းက23နှစ်ကမင်းသားဖြစ်တာလေအဲ့တော့ဒီလိုနေအခါနာကိုဥတ္တဝန်းကမင်းသားတွေကလာကြော့ဆိုအဲ့တော့ဥက္ကဋ္ဌဥချင်းစိန်အဲ့ကေကတော့94 94ကအဲ့တော့ဥတ္တဝန်းက23နှစ်နဲ့မင်းသားလာကြော့ ဆိုတော့အော်အခုတော့ငါဒီနေရာမှာပြန်ပြီးကရော့ခံရပြီအဲ့တော့တချင်တော့မင်းသားတွေຢာတယ်မှာကိုကထိုင်ဆိုပွတ်ရှက်ကလေးနဲ့ကရော့ခဲ့ရတယ်လူဘွားဆိုတာဒီဟာဘယ်လိုခေါ်လဲဆိုတော့နော်မက်ကင်ရှစ်ပါလို့ပေါ့နော်တမာဒိဋ္ဌိမှန်ကန်သောအမြင်တွေပေါ့နော်အဲ့ဒါတွေကိုတရားရပါတယ်တမာဒိဋ္ဌိဆိုတာဘာလဲလို့မြင်လို့ရှိတယ်တမာဒိဋ္ဌိဆိုတာကတော့မှန်ကန်သောအမြင်တွေမှာအမှန်ကန်သော တည်ခြင်းတရားပဲဘူးမှမလွန်စားဘူးဒါကြောင့်အဲ့အဲ့ဒါကိုနှလုံးသွင်းပါလေတည်ခြင်းလဲအဲ့လိုပဲပေါ့နော်တခါကျတော့ဒါရိုက်တာတွေပဲတွေ့တခါကျတော့ငါလာမခေါ်ဘူးလောက်ကွာလို့စိတ်ကလည်းတွယ်ချလိုက်နေနော်တွယ်ခြင်းစိတ်တွေပေါ်လို့ဒါပေမဲ့တခါကျတော့အသက်ကိုရွယ်ရလာတဲ့အခါကျတော့နည်းနည်းထိရတာပေါ့နော်သူတော်လှမ်းခေါ်ပါတယ်အဲဒုံဝင်းတို့ဘာလို့ဆိုလို့ရှိရင်အသက်ကြီးပြီး ဟုတ်ပါဘူးအသက်ကြီးတော့ကြီးပါပြီငငယ်တော့အမှုရာလေးလဲကြီးခဲ့ရဆိုတော့အသက်ကြီးမှလည်းဘလို့မှုရာလောက်တယ်လဲဆိုတော့မှတ်တမ်းတင်ပြီးတော့ရိုက်ချင်ပါတယ်ဆိုလာပြီးတော့စကားခေါ်တဲ့လူလည်းရှိပါဒီချိန်ကျမှဘလို့မှုရာလောက်တယ်လဲဆိုတော့သူကကြည့်ကျင်တယ်ပေါ့နော်အသက်ကြီးတယ်ဆိုတော့ရိုက်တော့ရိုက်ချင်ပါတယ်ဒါပေမဲ့ဟိုဥမာနေနေပဲဆိုမလိုက်နိုင်ဘူးဆိုတော့ရန်ကုန်မှာဘာညာဆိုလို့ရှိရင်တော့ ဟိုကစဉ်းစားပါစဉ်းစားပေးပါတချို့ဆိုဇန်လန်ဒရီလာခေါ်တယ်အာပျော်လိုက်တာသူတို့ကလာခေါ်တော့ရန်ကုန်မှာတလားလောက်ကြောက်ပေးအဲ့ဒါပြီးရင်နှစ်ပတ်လောက်နားပြီးကလောမှာနောက်တော့တလားသွားမယ်ဆိုတာမရဘူးနောက်တော့ကလောမပါတိုင်းတော့အဲ့လိုလေးပေါ့ရတော့ရတယ်ကိုကနည်းနည်းလျှော့လဲရတာပေါ့နော်အဲ့လောက်ကြည့်တော့ကိုအပြေမမခံနိုင်ဘူးပေါ့နော်အဲ့လိုကျေးဇူးတင်ပါတယ်ဘာလို့ဆိုတော့အထူးအနှုတ်လဲဟို ရွယ်ငယ်တော့40 45တော့အထူးငယ်လည်းအမှုဆောင်ပဲနှစ်နှစ်ဆက်တိုက်ဦးစိန်တင်တို့ဦးဦးခင်စောတို့လက်ထက်မှာဦးတွန်းကလည်းစီယုံမှုပေါ့နော်ရုပ်ရှင်ဗာလဲရွှေရုသပင်တို့ဘာလို့ဦးတွန်းတို့ဦးဆောင်ခဲ့တာအဲအဲ့လိုပေါ့ဆိုတော့ပရိယာပါလေဒါသူတာဝန်ရှိတဲ့လူတွေလုပ်တဲ့ခါကျတော့ယေရှုတင်တယ်ပေါ့နော်ကိုကမလုပ်နိုင်တော့မယ်ဆိုပေမဲ့လုပ်နိုင်တာလည်းကြည့်ပြီးတော့ကိုကနည်းနည်း ေစုတင်တယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်။ဟောပေးတိုက်ကြီးလဲအခုလို့ဖွဲ့ရင်လည်းတွေ့ရတာအခုလို့လာကြောရခန္ဓာ80 80 90တရားတို့ကျော်လက်ထိလာပြီးတော့ကြောခန္ဓာဒီနေ့ကစိတ်ထဲမှာပုံပြီးတော့ပြန်မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်တယ်လို့စိတ်ထဲမှာခံစားအန်တီဝါတော့လည်းရောက်တယ်အန်တီဒေါခင်လေးဆိုဆိုတော်တော်ရှာရှာပါပါသူတွေ့ရခဲ့တယ်အဲသူ့ကိုလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့လူဆုံးတက်ဆုံးတွေ့ရလို့ 文大吧，那是了解吗？